ဝင်ငွေစင်ဆက်မပြတ်ဝင်ဖို့ဆိုတာကလေးဝက်ချက်လေး၃ခုစကလုံးလေး၃လုံးပါပဲတခါရောင်းရဖို့အတွက်တခါလုံနေရမယ်ဆိုလို့ရှိရင် မလုံနိုင်တဲ့နေ့အယောင်းမရှိပါဘူးအယောင်းမရှိတဲ့နေ့ဝင်ငွေမဝင်ပါဘူးလုပ်ငန်းတစ်ခုအနေနဲ့စင်ဆက်မပြတ်အမြဲတမ်းဝင်ငွေတွေရနေဖို့ဆိုတာကတော့အော်တိုပွားများချိန်ခါစားဖို့ဗျာဒီဘဝလုံးငါတစ်ခုအနေနဲ့ဝင်ငွေတွေ အမြဲတမ်းဝင်နေဖို့ဆိုတာကများများစူးစမ်းရမယ်ဆိုတဲ့အကြောင်းအရာနဲ့ထပ်တူမကြပါဘူး။ဝင်ဝင်များများဝင်ကျင်တာနဲ့များများစူးစမ်းရမယ်ဆိုတဲ့အကြောင်းအရာဒီဓာတ်ရိုက်အချိုးမကြပါဘူး။ဒီလိုပြောလို့လဲမစ조사ရဘူးလို့လဲကျွန်တော်တို့ဆိုလိုတာမဟုတ်ပါဘူး။เนาะ조사ခြင်းဆိုတဲ့စကားလုံးနဲ့ မမှန်ကန်ကန်စ조사ခြင်းဆိုတဲ့အကြောင်းအရာနှစ်ခုဟာကွာပါတယ်အင်္ဂလိပ်စကားလုံးအရာဆိုလို့ရှိရင်တော့နော် walk hard နဲ့ walk smart ပေါ့ဗျာအဲ့조사ရုံတစ်ခုနဲ့တော့မလုံလောက်ပါဘူးတချို့စီးပွားရေးလုပ်ငန်းတွေအနေနဲ့က조사ပေမဲ့လည်းရောင်းအားနဲ့ဝင်ငွေတွေအမြဲတမ်းဝင်ချင်မှဝင်တာပါတချို့ကုမ္ပဏီတွေနဲ့လုပ်ငန်းတွေအနေနဲ့ကတော့နည်းနည်းလေး조사လိုက်ရုံနဲ့လည်းဝင်ငွေတွေစင်စက်မပြတ်ဝင်နေတယ်ပေါ့ဗျာဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးမှာစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ကိုယ်စီမှာအမြဲတမ်းဝင်ငွေဝင်နေဖို့ဆိုတဲ့နေရာမှာ လေးဝက်ချက်လေး၃ခုကိုကျွန်တော်မျှဝေတင်ပြလိုက်ရပါတယ်။အဲ့တော့နံပါတ်၁လေးဝက်ချက်ကစကလုံးလေးတစ်လုံးပါပဲ automation ဆိုတဲ့စကလုံးလေးဖြစ်ပါတယ်။ဇီဝိုင်းလုပ်ငန်းတစ်ခုအနေနဲ့ automation ဆိုတဲ့စကလုံးလေးဒီအင်မတန်မှအရေးကြီးပါတယ်။တစ်ခါရောင်းရဖို့အတွက်တစ်ခါလုပ်နေရမယ်ဆိုလို့ရှိရင်မလုပ်နိုင်တဲ့နေ့အယောင်းမရှိပါဘူး။အယောင်းမရှိတဲ့နေ့ဝင်ငွေမဝင်ပါဘူး။ဒါကြောင့်မို့လို့ကိုယ်အနေနဲ့ကစင်စက်မပြတ်ရောင်းနေဖို့ဆိုတာ အယောင်းဒီအော်တိုမေးရှင်းဖြစ်နေဖို့လိုပါတယ်။ရေတုံငင်လိုပါပဲ။ကိုရေတုံငင်ဆွဲတယ်တခါဆွဲရင်တခါရေထွက်ပါတယ်။ဒါပေမဲ့ခေအချိန်နဲ့မကောင်းတဲ့အချိန်အခါမကောင်းတဲ့အခါမျိုးမှာရေတုံငင်မဆွဲနိုင်တဲ့အခါမျိုးမှာရေမထွက်တော့ဘူးပေါ့ဗျာ။ဒါကြောင့်မို့လို့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုဟာရေတုံငင်တစ်ခုကဲတော့လုံဆောင်ရမှာမျိုးမဟုတ်ပဲနဲ့ရေဆုပ်ဆက်ကဲလို့လုံဆောင်ရမှာဖြစ်ပါတယ်ဂလုတ်တစ်ချက်နှိမ့်ယုံနဲ့ရေကစင်ဆက်မပြတ်ထွက်နေပုံပဲဆိုတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်တို့ကအော်တိုမေးရှင်းလို့ခေါ်တယ်ပေါ့ဗျာ ဒါကြောင့်မို့လို့စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ရေစင်ဆက်မပြတ်ဝင်နေဖို့ဆိုတာကခလုတ်တစ်ချက်တော့နေရပါလိမ့်မယ်။အဲ့ဒီခလုတ်တစ်ချက်နေလိုက်တာနဲ့ automation လို့ခေါ်တဲ့စင်ဆက်မပြတ်လုပ်နေရမယ့်အကြောင်းအရာတွေတော့ရှိတာပေါ့ဗျာ။ဒါကြောင့်မို့လို့လုပ်ငန်းရှင်တယောက်အနေနဲ့ ကိုရောင်းမှအယောင်ရှိတယ်ဆိုလို့ရှိရင်တော့ကိုမရောင်းနိုင်တဲ့နေ့အယောင်မရှိဘူးပေါ့ဗျာအရေးကြီးတာက automation ဆိုတဲ့အကြောင်းအရာပါအရာအလုံး automation မဖြစ်ချင်နေပါအယောင်းကတော့ automation ဖြစ်ဖို့လိုပါတယ်အယောင်း automation ရှိနေဖို့လိုတယ်ဖြစ်နေဖို့လိုတယ်ရောင်းမဲ့လူတွေကလည်းတော့ automation ရောင်းနေဖို့လိုတယ်အဲ့တော့ကိုရောင်းမှရောင်းရတာမဟုတ်ပဲနဲ့ကိုရောင်းရောင်းမရောင်းရောင်းရောင်းနေတဲ့လူတွေရှိဖို့လိုတယ် ရောင်းနေတဲ့နေရာရှိဖို့လိုတယ်ရောင်းနေတဲ့ process ရှိဖို့လိုတယ်ပေါ့ဗျာနောက်တစ်ခုကလည်းကိုကြော်ညာညကြော်ညာဒီဖြစ်စေမကြော်ညာဒီဖြစ်စေပါကိုမကြော်ညာလည်းပဲကြော်ညာမှုဒီ automation ဖြစ်နေဖို့လိုပါတယ်ဒါကြောင့်မလို့စီးပွားရေးလုပ်ငန်းတစ်ခုကိုတိစောက်နေတဲ့လုပ်ငန်းရှင်တယောက်အနေနဲ့က automation ဆိုတာအစိပ်ပိုင်းတစ်ခုမဟုတ်တစ်ခုကိုစီးပွားရေးလုပ်ငန်းမှာရှိကိုရှိတဲ့အကြောင်းအရာဖြစ်ပါတယ်။အနည်းဆုံးတော့အယောင်ပိုင်းမှာပေါ့ဗျာကိုရောင်းမှရောင်းရတာမဟုတ်ပဲねကိုမရောင်းပေမဲ့လည်း auto ရောင်းနေရပါမယ်။ auto ရောင်းနေရမယ်။ auto ရောင်းနေတဲ့လူရှိရမယ်။ auto ရောင်းနေတဲ့ process ရှိရမယ်။ auto ကြော်ညာနေတဲ့အကြောင်းအရာရှိရမယ်ပေါ့ဗျာ။ marketing လက်ဒီလိုပါပဲ။ကိုကြော်ညာမှ နော်ကိုကလုပ်ငန်းရှင်တယောက်အနေနဲ့ကိုထကြော်ညာမှနည်းနည်းရောင်းရတယ်ဆိုဘယ်ဟုတ်ပါမလဲဗျာနော်အဲ့တော့ကိုမကြော်ညာကိုမလုပ်ပေမဲ့လည်းကြော်ညာမှုဒီအော်တိုမေးရှင်းဖြစ်နေဖို့လိုပါတယ်ရောင်းချမှုဒီအော်တိုမေးရှင်းဖြစ်နေဖို့လိုပါတယ်ဒါမှလည်းအော်တို ရောင်းနေမှအော်တိုအယောင်းရှိမှဖြစ်ပါတယ်အော်တိုအယောင်းရှိမှအော်တိုဝင်ငွေတွေဝင်နေမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့လုပ်ငန်းတစ်ခုအနေနဲ့စဉ်ဆက်မပြတ်အမြဲတမ်းဝင်ငွေတွေရနေဖို့ဆိုတာကတော့အ ਨੇ ဆုံးတော့ကိုယ့်ရဲ့အယောင်းပိုင်းဒီ automation ဖြစ်နေဖို့လိုပါတယ်ဒါနံပါတ်1အချက်ပါ နောက်တစ်လေးဝက်ချက်တစ်ခုက duplication လို့ခေါ်တဲ့ပွားများနိုင်ရမယ်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ကိုကတစ်ခါရောင်းရဖို့အတွက်တစ်ခါလုံနေရတယ်ဆိုမချောင်ပါဘူး။ကိုကတစ်ခါလုတ်ပြီးရတယ်ဆင်ဆက်မပြတ်ရောင်းနိုင်ဖို့ဆိုတာဒါပွားများခြင်းရဲ့အကျိုးကျေးဇူးပဲဖြစ်ပါတယ်။ဥပမာအဖြစ်ကိုအနေနဲ့ရုပ်ရှင်လို့ပေါ့ဗျာ။နောက်ရုပ်ရှင်ကားတကားကိုတစ်ခါဖန်တီးတယ်တခါပြဖို့တခါဖန်တီးနေရတယ်ဆိုလို့ရှင်တော့မချောင်ပါဘူးတခါဖန်တီးလိုက်တာ ਨੇ အချင်းချင်းခါခါ ပြလို့ရနိုင်တယ်ဆိုတဲ့အကြောင်းအရာမျိုးဖြစ်ပါတယ်ဝုထုစာအုပ်လိုမျိုးပေါ့ဗျာတခါဖန်တီးုံနဲ့အချိန်ချင်းခါခါပွားများပြီးတော့မှစာအုပ်ပေါင်းတောင်းတဲ့ချီတိမ့်တဲ့ချီရောင်းလို့ရနိုင်တယ်ဆိုတဲ့အကြောင်းအရာမျိုးဖြစ်ပါတယ်အဲနောက်မလို့ကျွန်တော်တို့ online class လိုမျိုးပေါ့ဗျာတချိန်တခါဖန်တီးုံနဲ့အချိန်ချင်းခါခါเนาะကျွန်တော်တို့ရောင်းချလို့ရနိုင်တယ်ဆိုတဲ့အနေအထားမျိုးဖြစ်ရပါမယ်ဒါကြောင့်မို့လို့စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့စဉ်းစားသင့်တဲ့အကြောင်းအရာတစ်ခုကကိုယ့်ရဲ့ထုတ်ကုန်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဝန်ဆောင်မှုပဲဖြစ်ဖြစ်ပါ ွားများရောင်းချနိုင်ရမယ်ဆိုတဲ့ idea ဖြစ်ပါတယ်။တချို့ဝန်ဆောင်မှုတွေဒီကိုယ့်ရဲ့ပေးရတဲ့အချိန်နဲ့ဓာတ်ရအချိုးကျတတ်ပါတယ်။ကိုကတစ်ချိန်ပေးရရင်တစ်ချိန်တွက်ရပါမယ်။နှစ်ချိန်ပေးရရင်နှစ်ချိန်တွက်ရမယ်ဆိုတဲ့အနေအထားမျိုးမှာကိုယ့်ရဲ့အချိန်နဲ့ဓာတ်ရအချိုးကျတယ်ဆိုတဲ့နေရာမှာပွားများလို့မဖြစ်နိုင်ပါဘူး။ကိုယ့်ရဲ့အချိန်ဒီ limit ရှိပါတယ်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဝန်ဆောင်မှုကိုပွားများနိုင်တဲ့အကြောင်းအရာတစ်ခုအဖြစ်ဖန်တီးပြီးတော့မှလုံလုံဆောင်နိုင်မယ်ဆိုမှဒါနဲ့ကျွန်တော်ကဝင်ငွေဒီစဉ်ဆက်မပြတ်ဝင်နေမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ထုတ်ကုန်နဲ့ကိုယ့်ရဲ့ဝန်ဆောင်မှုဒီ ပွားများနိုင်ခြင်းဆိုတဲ့အကြောင်းအရာဒီအဓိကကြတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကကြိမ်ခါစားနိုင်ရပါမယ်ဒါ repetition လို့ကျွန်တော်တို့ခေါ်တယ်ပေါ့ဗျာကြိမ်ခါစားတယ်ဆိုတာဒီလိုပါတရက်ပင်တစ်ပင်ကိုကျွန်တော်တစ်ခါစိုက်လိုက်တယ်တစ်ကြိမ်မဲစိုက်လိုက်တာပါပဲဒါပေမဲ့လည်းပဲဒီနေ့မှလည်းကျွန်တော်တို့စားရတယ်နောက်နေ့မှလည်းကျွန်တော်တို့စားရတယ်နောက်နေ့မှလည်းကျွန်တော်တို့စားရတယ်ပေါ့ဗျာစဉ်းစားကြည့်အောင်တရက်ဒီတစ်လုံးစားဖို့အတွက်တစ်ပင်စိုက်နေရမယ်ဆိုလို့ရှိရင်တော့ ဟိုဘယ်ခြောင်ပါမလဲဗျာဒါကြောင့်မို့လို့တစ်ချိန်ဆိုင်ယုံနဲ့ချိန်ခါစားလို့ရနိုင်တယ်ဆိုတဲ့ idea ဒီတော့စီးပွားရေးလုပ်ငန်းတစ်ခုဝင်ငွေစင်ဆက်မပြတ်ဝင်နေဖို့ကြိုးစားတယ်ဆိုတဲ့နေရာမှာအရေးကြီးတဲ့အတွေးအခေါ်တစ်ခုပဲဖြစ်ပါတယ်ဆိုကြပါစို့ယင်းနှမြုံနံမှုအပိုင်းမှာဆိုလို့ရှိရင်လဲကိုမတိုက်ခန်းရှင်ရှိမယ်ဆိုင်ခန်းရှင်ရှိမယ်တိုက်ခန်းတဲ့ဆိုင်ခန်းတွေတစ်ချိန်တစ်ခါရှိယုံနဲ့ကျွန်တော်တို့ကချိန်ခါချိန်ခါနှစ်စင်နှစ်တိုင်းဆိုသလိုစင်ဆက်မပြတ်เนาะစားနိုင်တဲ့ ဝင်ငွေရလမ်းကြောင်းတစ်ခုကိုဖန်တီးပေးနိုင်တယ်ဆိုတဲ့အနေအထားမျိုးမှာချိန်ခါစားနိုင်တဲ့ထုတ်ကုန်တွေကိုစဉ်းစားမယ်ချိန်ခါစားနိုင်တဲ့ဝန်ဆောင်မှုတွေကိုစဉ်းစားခြင်းအပြင်ကိုယ့်ရဲ့ဝင်ငွေဒီအချိန်ခါစားနိုင်တယ်ဆိုတဲ့အနေအထားမျိုးမှာစဉ်ဆက်မပြတ်ဝင်နေခြင်းဝင်နေနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ဝင်ငွေစင်ဆက်မပြတ်ဝင်ဖို့ဆိုတာကလေဝတ်ချက်လေး၃ခုစကလုံးလေး၃လုံးပါပဲ automation လို့ခေါ်တဲ့ auto ပွားများခြင်းလို့ခေါ်တဲ့ duplication ချိန်ခါစာခြင်းလို့ခေါ်တဲ့ကျွန်တော်တို့ repetition ပေါ့ဗျာစာကြောင်းတို့လေးအနေနဲ့မှတ်နိုင်ပါတယ် auto ပွားများချိန်ခါစာပေါ့ဗျာကျေးဇူးများတင်ပါတယ်ကျွန်တော်တို့တစ်ခုခုရသွားလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါစို့